မင်္ဂလာပါရှင်မရှင်များရှင်ဒီနေ့ကျမရဲ့အတန်ချစ်ဖျက်ပြမှုကို နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီခုအချိန်မှာအမြင်ပြီးစစ်ပြီးစတဲ့ဒီတဲ့အမျိုးမျိုးကိုရင်ဆိုင်နေကြရပါတယ်ကိုယ်ရင်ကြီးကျက်စီဆုံးရှုံးခဲ့တဲ့မိသားစုတွေအလုံးစားတဲ့ကနားဆင်မှုကိုခံစားနေရတဲ့မိစုတွေအတွက်ဒီစကားသံတွေဟာအားတစ်ခုဖြစ်စေဖို့ကြီးနေပါတယ်။ကျမတို့အားလုံး အတူတူအခက်အခဲတွေကိုပြင်ဆင်နေရပြီးမဲ့တအိုးနဲ့တအိုးအားပေးကူညီပြီးဒီစေခေါင်းမြများကိုကျော်လွှားနိုင်ပါပါ။ဒီနေ့ကျွန်မပြောပြပေးမယ့်အကြောင်းအရာကတော့ရေးပေါ်အခြေအနေမှာကျန်းမာရေးအတွက်ပြင်ဆင်ရမယ့်အချက်များနဲ့စိတ်ဓာတ်ခွန်အားတည်ဆောက်ခြင်းညာပဲဖြစ်ပါတယ်။ဒီမှာတမရဲ့အတန်ပြည့်ချက်အမိန ဆိုလို့ရှိရင်တန်ရှင်းတော့တော့တုံးရေရရှိရေဘေးဒဏ်တင်းတင်းမှာအရေးကြီးဆုံးအချက်တစ်ခုကတော့တန်ရှင်းနဲ့တော့တုံးရေရရှိရေပါပဲတမန်ချိန်မှာသုံးဆွဲနေကြရေရင်းရစ်တွေကညဉ့်ဉန်းသွားနိုင်တဲ့အတွက်တော့တုံးရေကိုအမြဲတန်ဆင်ဖို့လိုပါတယ်ရေကိုအနည်းဆုံး10မိနစ်ကြာစုပ်ပွက်အောင်ကြိုးချက်ပြီးမှတော့တုံးပါအမမောရေးတန်းစဉ်စီးရေကို သတ်မှတ်ချက်တိုင်းအသုံးပြုပါရေဘူးများမရရှိနိုင်တာကရေကိုဖုံးပါတဲ့ပုံထဲတွင်ပို့ဆောင်ထားပါအစာအစာနဲ့ခါရဖြစ်ခြင်းရေအရေးပေါ်အခြေအနေမှာအစာအစာစားပါမှုဖြစ်နိုင်ပါတယ်အာသာရရှိနိုင်တဲ့အစာအစာတွေကိုစနစ်တကျစားသုံးဖို့လိုပါတယ်။ကာလာစာရှိပူလောင်ထားနိုင်တဲ့စံပယ် ခြောက်ခံထားတဲ့အစားအစာတွေကိုပူဇော်ပြီးတို့ပါမှာအသီးရွက်နဲ့စည်စည်ဝတ်လံတွေကိုရနိုင်ရင်စားသုံးပါဗီတာမင်နဲ့အထူးသဖြင့်ပြေဝစေဖို့အတွက်အဟာရမျိုးစုံပါသောအစားအစာများကိုတတ်နိုင်ဆုံးစားသုံးပါတခုတတိချာမှာကနမောချင်းဟာခန္ဓာကိုယ်ခုခံမှုကိုကြင်စင်ပြီးရောဂါပြရများကိုပုံမှန်ခံစားရစေနိုင်ပါတယ်။ဒါကြောင့် ပါစားရန်မမေ့ပါနဲ့အထူးသဖြင့်ခရင်းငယ်များသက်ကြီးဝယ်ဦးများနဲ့လာရာရှည်ယောဂါတို့များကိုအာဟာရပြည့်စုံအောင်ပြုစိုက်ပြီးနေပါဘူးဆက်ယောဂါကာဖိဤဈေးတန်တင်နေချိန်မှာဘူးဆက်ယောဂါများပြန်နှံ့နိုင်ပြီးအလုံးမမလာပါနဲ့ရေဝင့်နေတဲ့နေရာများမှာဆင်ကောင်းရေတွေပွားများပြီးမှဖြာယောဂါဖို့ဖြစ်ပွားနိုင်ပါတယ်။ တတ်နိုင်ရင်များရေဝတ်တဲ့နေရာလေးကိုရှင်းလင်းပြီးချိန်မပိုက်ရအောင်ပါပါလက်များကိုစက်ပြာမီတာခဏသေးသေးပါစက်ပြာမရနိုင်ပါကစမ်းစင်ထားလေးတွေနဲ့လက်သေးပါလက်ဆန့်ရှင်းခြင်းဟာဝမ်းပြဝမ်းလျှော်ပူရောင်းမှန်းပြစတဲ့ယောဂများကိုပါခွင့်နိုင်ပါလေရင်မတတ်နေသားတော်များသိရပါရဲ့သားတော်မှာသားစားတိုင်းကိုသိချင် ြတ်အောင်ဖြတ်ပြီးမှသွားတော့မှာမတန်တဲ့အပန်းငါးများကိုတောင်းစားပါရှင်းစင်ပါပြည့်စုံပါဒါရနာရရရှိပေါ်ပါကရေးပေါ်ရှိစင်နာရှင်ကြီးတွေထားရင်လိုပါရဲ့တွေးထွက်နေရင်ဖန်ရှင်သောဝိစာပြင်ဖြီထားပြင်တွေးတော်ရင်တော့ပါဒါရကိုဖန်ရှင်သောရည်ဖြင့်သိကြပါ အယူကျိုးရင်အယူကျိုးတဲ့နေရာကိုမလှုပ်ရှားဖိနှိပ်ပြီးသစ္စာကြောင့်သို့မဟုတ်မာတဲ့ပစ္စည်းဖြင့်ထောင်ခွင့်မနေရပြစ်ထားပါဒီဂရီမြင်မှာတော့ဖြာနာခြင်းအပူချိန်ကြဆင်းအောင်ဖြည့်ဖြည့်ဆက်ပြပါပြညာများသတ်စီပါခလင်းငယ်များသတိရွယ်ဝဉာဏ်နဲ့ကိုယ်ဝန်ဆောင်များကိုထုတ်ခွင့်ယူဆိုင်ပြပါယောဂလက္ခဏာများပြင်းထန်လာပါပါ ဆရာဝန်သို့မဟုတ်ကျန်းမာရေးဝန်ထမ်းခန့်စက်နိုင်ခင်များအမြန်ဆုံးပြသပါစိတ်ပြည့်စုံမှုလျှော့ချရန်ဒူဆိုင်ဒီစင်ငယ်များရေးရန်တဲ့ချိန်မှာစိတ်ပန်းဆိုင်ပြည့်စုံမှုအများကြီးကျန်းမာနိုင်ပါတယ်ဒါကြောင့်စိတ်ကိုကြီးညာဖို့အရေးကြီးပါတယ်အလွယ်ပူဆုံးနည်းလမ်းတစ်ခုကတော့ဒတိနဲ့အသက်ရှင်နေခြင်းမှာ အောက်ပါလေးတင်ငန်းကိုနေ့စဉ်အနည်းဆုံး၅မိနစ်လောက်လုပ်ပါမယ်။နှာခေါင်းမလေးကိုဒီစက္ကန့်ကဖြည်းဖြည်းချင်းရှူခြင်းပါ။ခုနလေးကို၂စက္ကန့်ကရှင်ထဲမှာထင်ထားပြီးပါးစပ်မှာ၆စက္ကန့်ကြာဖြည်းဖြည်းချင်းပြန်မထုတ်ပါ။ဒီလိုလုပ်ရင်သိသိကြည့်ရအောင်မောင်းရရောက်ကြပါပြီကိုခန္ဓာကပုံမှန်ပါပါတယ်။ဒီနေ့လုံးအချိန်မရဘူးဆိုရင်တော့ ောက်ထပ်နည်းလမ်းတစ်ခုရှိပါသေးတယ်။ဖိုင်နေတဲ့နေရာကနေ၅ခုကိုကြည်ပါ။၄ခုကိုထိကန်ကြည်ပါ။၃ခုနားထောင်ကြည်ပါ။၂ခုကိုအနံခံကြည်ပါ။၁ခုကိုမြည်ဆန်းကြည်ပါ။ဒီလိုလုပ်ချင်းဖြင့်စိတ်ကို လက်ရှိအခြေအနေစီကိုပြန်ရောက်စေပြီးစိုးရင်ပူပန်မှုတွေကလည်းလျင်းမြောက်စေပါတယ်။စိုးရင်ပူပန်မှုကိုတိုင်းကျွဲဖြစ်ရှင်းပြီးစိုးရင်မှုတွေတောင်းရမှုတွေဝင်လာတဲ့အခါမှာကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့။ဒါသဘာဝကြတဲ့တုံ့ပြန်မှုရဲ့ဖြစ်ပါတယ်။မြင့်မြင့်ထိန်းချုပ်နိုင်တဲ့အရာတွေနဲ့မထိန်းချုပ်နိုင်တဲ့အရာတွေကိုဖယ်စားကြည့်မြင်ဖို့အရေးကြီးပါတယ်။ လက်ရှိအခြေအနေမှာဝင်လုံးနိုင်တဲ့အရာတွေကိုဆက်ရက်ပေါ်မှာထားယူပါမယ်။ဒီမှာဇာမရေးအတွက်ပြုစိုက်ခြင်းကလင်းများကိုစိတ်ကြက်တာပြုစုခြင်းဇောတော်ပစ္စည်းများကိုစုဆောင်ထားခြင်းပါတဲ့။မထင်းချုံနိုင်တဲ့အရာတွေကိုရှော့တွေးပြီးလုံးဆောင်နိုင်တဲ့အရာတွေအပေါ်မှာအာရုံစိုက်ပါအိမ်ရခြင်း စားမဝင်ခြင်းသိညစ်ခြင်းများဖြစ်ပေါ်နေရင်အငယ်ချင်းတို့မဟုတ်မိသားစုဝင်တွေနဲ့ကိုယ်ဝန်ရင်းတွင်နေပါသိခံစားကြများကိုဖွင့်ဟပြန်အားကိုယ်ကျင်းမာကိုကြောပါစေပါနေ့စဉ်ပုံမှန်လှုပ်ဆောင်ခြင်းသည်သိခွန်အားကျိုးစေမည်ခြင်းခံရ။နေ့စဉ်ဘဝမှာပုံမှန်လုပ်ငန်းစဉ်တွေရရှိတာ၊မနက်စောစောအိပ်ရာထားခြင်း၊ရေစောင့်ခြင်း မျက်နှာပြခြင်းသမိတာအတွက်အစီအစဉ်ဆွဲခြင်းတမန်ရေးလေ့ကျင့်ခန်းအနေနဲ့လုပ်ခြင်းသာသဖြင့်ပုံမှန်လိုရိုးလို့ဆင်တခုခံပြီးတာနေ့စဉ်ကျေးဇူးတင်ကြအကြောင်းအရာအနည်းဆုံးသုံးခုကိုသင်စားပါဒီရန်ကြားမှာကြားမှာမျိုးသက်ဖြစ်ခြင်းမိသားစုနဲ့အတူရှိနေခြင်းအကူအညီပေးသူများရှိခြင်းသာသဖြင့်ကျေးဇူးတင်ကြရတဲ့အမြဲရှိပါတယ် ီမီတို့တို့ရာဘာသာရင်းသိမှုအရာမေတ္တာပို့ခြင်းပါလေစိတ်ဓာတ်ကိုအားကောင်းစေပါတယ်။နေ့စဉ်လူအလုံးဒီရန်ကင်းကြပါစေ၊တမန်ကြပါစေ၊စိတ်ဆန္ဒကြပါစေ။သာသဖြင့်ချစ်တော်မေတ္တာပို့ပါ။ဒီလိုလုပ်ခြင်းဖြင့်ကိုယ်စိတ်မှာလည်းအားရင်တိုးဝလာပါပါ။ဒီမှာမြန်မာလူမျိုးတွေရဲ့အားသာချက်တစ်ခုကစေတနာနဲ့ရည်ရွယ်မှုပါ။ ရေးတံကြုံတွေ့ချိန်မှာတဦးနဲ့တူအကူအညီပေးတဲ့ညီချင်းမှုကိုပုံမအကောင်အောင်လှူဆောင်ကြရပါမယ်။မိမိတို့ပောင်းဝင်ချိန်မှာရှိတဲ့တက်ကြီးရွယ်အိုများခလေးများမတန်ဆွမ်းသူများနဲ့အထူးလိုအပ်ချက်ရှိသူများကိုပူဇော်ပေးကူညီတာ။အစားအစာရေနဲ့ဆေးဝါးတွေရရှိဖို့တဦးနဲ့တူအကူအညီစေတနာထားကြပါ။ခလေးငယ်တွေကိုသူသူဆိုင်ဖို့လိုပါတယ်။ ၄တန်းလုံးသေးရာကြီးတဲ့နောက်ကလေးတွေဟာစိတ်ဓာတ်ရရနိုင်ပါတယ်။သူတို့ကိုနှစ်သိမ့်တစ်ပါးပြောပြပါ။သူတို့ရဲ့ခံစားချက်တွေကိုခွင့်ဟပြောဆိုနိုင်အောင်အားပေးပါ။တန်နိုင်သလားပုံမှန်ဘဝပုံစံကိုပြန်ရအောင်ဖန်တီးပေးပါ။မြမယူရကလေးတွေမှာရှိတာနဲ့မျှပါ တို့ရာကိုမျှပြီးတုံရင်းရင်းဆိုင်ဆိုတဲ့စိတ်သက်ရှိပါတယ်။ဒီစိတ်သက်ကခက်ခဲကာလမှာပုံမှုအရေးပါလာပါတယ်။ရေးပုံပါလဲဘိုးဘွားများဟာစစ်ပြီးမိပြီးဒီပြီးတွေကို အတူတကွရင်ဆိုင်ဖြစ်ရှင်းခဲ့ကြတာပါ။မြန်မာနိုင်ငံရဲ့တမန်ကျောင်းတရှောင်းခက်ခဲတဲ့အချိန်တွေကိုကြော်ဖြတ်ခဲ့ရတဲ့အကြောင်းနဲ့တဝူးကိုတဝူးကူညီခဲ့ကြပုံမျိုးသိရပါ။ ်သမားတို့ရဲ့ဘဝများဟာဒီဓမ္မကခက်ခဲတဲ့အခြေအနေကိုကြော်ဖြတ်ခဲ့ကြပါတယ်။သမားတို့လည်းထုံနည်းတူကြော်ဖြတ်နိုင်ပါပါ။မိသားစုများအနေဖြင့်အတူတကွာရှိခြင်းကအားကြီးဆုံးပါ။အချင်းချင်းအားပေးစကားပြောဆိုပြီးစိတ်တက်တက်ကြွအောင်လှုံ့ဆော်ကြပါ။တရားနဲ့တရားစိုးရင်ပူပန်မှုတွေကိုမျှဝေပြီးအတူတကွာဖြေရှင်းကြပါ။ ကိုယ့်ရဲ့စိုးရိမ်မှုတွေခံစားချက်တွေကိုမိသားစုဝင်တွေနဲ့ညွှန်ပြပါ။သိဖြစ်စည်းမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုတယောက်တည်းမသိမ်းဆဲထားပါနဲ့။အခက်အခဲတွေကြုံတွေ့ရတဲ့အခါကိုယ်မှရှိတဲ့အားသာချက်တွေကိုပြန်လည်သတိရပါ။ကိုယ့်ကိုယုံကြည်မှုရှိပါစေ။ပတ်ဝန်းကျင်ကလူတွေနဲ့သက်သွယ်မှုရှိပါစေ။ပန်းကျွမီကျုံပိုင်မီဆိုသလို အချင်းချင်းမိကိုကူညီခြင်းဖြင့်ဆေးအခက်ခဲဖြစ်ဖြစ်ဥပေါင်းဆောင်ရွက်ခြင်းအပြုသဘောဆောင်သောသဘောထားရှိခြင်းတို့ဖြင့်ကြော်လွားနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဆုံးထိနာဆင်ပြီးတဲ့အတွက်ယေရှုတင်ရှိပါရဲ့ရှင်။ဒီမှာတစ်ခုလောက်ပြောစင်တာကတော့အတန်နဲ့ဖျက်ပြတဲ့အကြောင်းအရာနေရရဲ့လူပုံနဲ့ဖျက်ပြတဲ့အကြောင်းအရာရဲ့ဘယ်ရာကိုပို့ပြီးနှစ်သက်ပါတယ်ဆိုတဲ့ဥစ္စာကို comment မှာ ည်သွားပေးပါလို့ချစ်မိတ်ဆွေများကိုပြောချင်ပါတယ်ရှင်